အားလုံးမင်္ဂလာပါဖော်ပရင်ဆင်ပလန်ယူဆိုပါရဲကျွန်တော်တို့ဒီဒီနေ့ညမှာဆိုရင်ကျွန်တော်ချင်းမီဒူရီကျပွဲစဉ်ကစားမယ်ဒုတိယကျပွဲစဉ်ဖြစ်ဒီဘက်ကကျွန်တော်တို့ဒီဘာလို့ပြည်ပြည်သူနဲ့ကဲမယ်ဒီပွဲစဉ်ကကျွန်တော်ဒီပွဲချင်းကညနေခွဲကစားမယ့်ပွဲကအန်ဖီမှာသူနဲ့ကစားမယ်ဒီပွဲစဉ်ကပြမဲ့ဆိုရင်ကျွန်တော်တို့တကယ်မှကျွန်တော်တို့အကျိန်းနဲ့ရှိမြောက်ကအသေးကြပဲဒီပွဲကပြမဲ့ဆိုရင်ဘာပွဲသူနဲ့အခွင့်အရေးသူနဲ့ပုံများတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဘာပွဲကပထမကျသူနဲ့နိုင်ထားတယ်ဒါကပြေကောင်ကျွန်တော်ကစားမယ့်ပွဲကအင်ငွေဖြစ်တဲ့အန်ဖီမှာကဲရမယ် အဖီမှာဆိုရင်လေဘာပူကကျွန်တော်ဘလို့မပြောမဆိုရင်အခက်ခဲတဲ့အသင်ဖြစ်မှာကအသေးကြပဲ။ဒီနေရာမှာဆိုရင်ကျွန်တော်လေဘာပူကဒီပုံမှန်သူနေနဲ့အင်ခွင်းအားသာချက်ပြီးတော့ကျွန်တော်ပထမကျောအနိုင်ရတဲ့ဒါမျိုးသူနေနဲ့အားသာချက်တွေရှိတယ်။ဒီနေရာမှာဆိုရင်လေဘာပူကသူနေနဲ့ခွင်းသူနေပုံများတယ်။ဒါပေမဲ့တစ်ခါကျွန်တော် PSG ကိုလည်းကျွန်တော်ဒီ short တော်များဗျာ။ဘာလို့ဆိုဘာလို့လဲဆိုတော့ PSG ကပုံမှန်သူတို့တင်းကျွန်တော် losing နီးပြအပြင်ကြည့်မယ်ဆိုရင် short တော်များတဲ့ပါတယ်။တရှိဒီဟာဒီမှာဆိုရင်လေဘာပူတင်းရဲ့အင်ခွင်းဖြစ်တဲ့ MF ကဘလို့မကျွန်တော်ပြောမယ်ဆိုရင်အသင်ကြီးတော့လုံးဝမလွယ်ဘူး။ဒီဟာဒီမှာဆိုရင်ကျွန်တော်ဒီ MF ကဘောကသူနေရှုံးရတယ်။ အဖီမှာဆိုရင်ဘာပေါ်ကျွန်တော်တို့ဖော်ဆိုနေရှုံးခဲ့တာအဲ့ဒါဘောပဲရှိသေးတယ် အဲ့ဒါကလွယ်ပြီညနေပွဲသူတွေနဲ့အုံတွေနဲ့တည်ကြရဲနိုင်တယ်ဒီထက်မှဆိုကျွန်တော်နိုင်တဲ့ပွဲစဉ်တွေမှာဆိုရင်ကျွန်တော်ရည်ရဲပြီးတော့ကျွန်တော်လီဗာပူးစဲမန်စီးတီးဒီလိုအသင်းကြီးတွေနဲ့ပါတယ်ဒီညမှာဆိုရင်လီဗာပူးတဲ့အင်ဂျင်ဖြစ်တဲ့အန်ဖီကလုံးဝကျွန်တော်ဒီလွယ်ကူမှာမဟုတ်ဘူးလက်ရှိချက်မှာဆိုရင်ကျွန်တော်လီဗာပူးကျွန်တော်ဒီပွဲစဉ်မှာဆိုရင်သူတို့အသင်းရဲ့ဘဝဖြစ်တဲ့ကျွန်တော်မက်လစ်စတာပြီးကျွန်တော်ဒီဒီဖက်ကကျွန်တော်တို့ဒီဟော်ဘတ်ဆန်သူတို့ပြန်ပါလာမယ်။ဘာလို့လဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ကျွန်တော်တို့ဒီ Sonnen Boys တွေနဲ့နားပေးထားတယ်။ဒီနေရာမှာဆိုရင်သူတို့အသစ်တိုက်ဆက်ပါကကျွန်တော်တို့ဘက်ကကျွန်တော်ခက်ပိုကားသူတွေနဲ့ပါနာဂျီချီရဲ့ဘာလို့လဲဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်ဒီ Legend တွေနဲ့ပြန်စစ် တယ်ပါဖို့ရတယ်ကျွန်တော်တို့ဒီအချက်ဆောင်ကြည့်ရပဲဒီနေ့မှဆိုပေါ်ဒီပေါ်ဒီနေ့ဆိုဆိုသက်ဆောင်တဲ့ ပါလာမယ်ဒီဘက်ကကျွန်တော် BHG ကိုကြည့်မယ်ဆိုရင် BHG ကဒီဘက်မှာဆိုရင်ပထမကြော့တုံးကလို့သူကကစားဖို့ဆိုတော့ကတိတ်ပြီးအောင်လွယ်ဘူးပထမကြော့တုံးကသူကကစားပြရတယ်ဆိုတော့ကသူတို့ပြည့်အင်္ဂုမကန်တာဒီဘွဲကပြောဆိုကျွန်တော်ဒီဘက်ကတည်းကအင်္ဂုပြတဲ့ FF မှာကန်မယ် FF မှာဆိုရင်ပထမကြော့တုံးကသူကစားဖို့ဆိုတော့ကတိတ်ပြီးအောင်လွယ်ကူတယ်အဲလုံးကလည်းပြောလို့ရတယ်ဒီညမှာဆိုရင်ကျွန်တော်တို့ဒီ BHG ဘက်ကနေဖြစ်တဲ့အလူအနေသူတွေဘလူးမင်းသူတွေနဲ့အပြောင်းလဲသူတွေပြောလာမယ်တိုင်းကျွန်တော်ဆက်ဆောင်ကြည့်အောင်မယ် BHG ကပြောမယ်ဆိုရင်ကျွန်တော်ပြီးခဲ့တဲ့ကျွန်တော်တို့ဒီအပတ်ကကျွန်တော်တို့ဒီလီဂိုးမှာဆိုရင်သူတွေနဲ့ သူတို့တဲ့ရင်တို့ fasting 17ရက်သူတွေအကောင်သူတွေနဲ့နားပေးထားတယ်ဒီနေရာမှာဆိုကျွန်တော်ဒီ website မှာဆိုရင်သူတို့တင်းကဒီ17ရက်လုံးသူတွေနဲ့အားပြည့်အားပြည့်အင်ဂျီသူတွေနဲ့ပါမယ်ဒီနေရာမှာဆိုကျွန်တော်ဘာဖို့သူတွေအကောင်သူတွေစိုက်မယ်ပြည့်ကြီးသမားတွေကပြောမယ်ဆိုရင်ဒီပို့သူတွေနဲ့နိုင်မယ်ဘာသာသူတွေနဲ့ဂျုံချက်ချက်ရှိရဆိုတဲ့နေရာမှာကျွန်တော်ဒီ interview သူတွေဖြေနေကြတယ်ရှိ interview သူတွေနဲ့ဖြေနေကြတာရှိတယ်ဒီနေရာမှာဆိုရင်သူတို့ကျွန်တော်ဒီထင်သူတွေလောက်ပြနိုင်မလားဒါကကျွန်တော်ရှင်းဆောင်ကြည့်ရမယ်ပြောမယ်ဆိုရင်ကျွန်တော်ဒီပွဲစဉ်ကကျွန်တော်ဒီအာ ဘက်ကကျော် PSG တော့ကလုံးဝလွယ်ကူမဟုတ်ဗျာဘာလို့လဲဆိုကဲမ်ကွေကျွန်တော်ဒီ AFI AFI မှာကဲမ်ပဲ အဖိမှာဆိုရင်ကျွန်တော်တို့ဒီကသမားတီးရဲ့ကျွန်တော်တို့ဒီစိတ်သက်ပိုင်းပြီးတော့ကျွန်တော်တို့ဒီပိသက်တွေရဲ့အားပေးမှုဖမတ်ဆိုရင်လုံးဝကိုကျွန်တော်တို့တောက်เสียကောင်းတယ်ဒီညမှာဆိုကျွန်တော် PSG ဘက်ကကျွန်တော်တို့ဒီဖမတ်ကြော်တုံးကလို့လုတ်ပြဖို့ဆိုတာကတိတ်ပြီးတော့မလွယ်ကူလောက်ဒီညမှာဆိုကျွန်တော်ဘဘွက်ဒီဘွက်တွေနဲ့အာ A stage ကစားတယ်သူတို့တဲ့အကောမှာဆိုရင်ဘဘွက်ကျွန်တော်တို့ဒီ A stage ကစားမယ်ဒါမှဆိုရင်ဘဘွက်ဒီဘွက်တွေနဲ့အမှတ်ကကျွန်တော်တို့ဒီအနိုင်ရလက်မလို့ဒီဘွက်မှာဆိုရင်ဘဘွက်တွေနဲ့အာဂုံးမလို့ဗျကျွန်တော်ဂုံးပြဖို့တွေနဲ့ဂုံးပြဖို့တွေနဲ့ကစားမယ်ဒီညမှာဆိုကျွန်တော်တို့ဒီ ဖျားဖို့ရှိတာကတခါကျတော့ပြည့်ရကျေးဇူးတော့ဖျားဖို့ရှိတယ်သူတို့ကပြမဲ့ဆိုရင်တော့ဒီပုဂ္ဂိုလ်တွေနိုင်တဲ့နဲ့ဆိုရင်သူတွေနဲ့နှစ်ခိုးသုံးမှသူတွေနိုင်မယ်အန်ဖီမှာဆိုရင်တော့နှစ်ခိုးသုံးဖို့ဆိုတော့တိတ်ပြီးတော့မလွယ်ကူဘူးလို့ပြောလို့ရတယ်မသွင်းနဲ့မသွင်းနဲ့ကျွန်တော်အသွင်းရှိပါဦးရှိရောရှိပါဒါမှမဟုတ်ကျွန်တော်နှစ်ခိုးပြတ်နိုင်ဖို့ဆိုတော့ကတိတ်ပြီးတော့မလွယ်ကူလောက်ဘာလို့လဲဆိုတော့ဒီဘက်ကကျွန်တော်ဒီအသင်းဖြစ်တယ်ကျွန်တော်ပြောလို့ရတယ်အန်ဖီအန်ဖီမှာဆိုကျွန်တော်ဒီ PSG နဲ့နှစ်ခိုးသုံးဖို့ဆိုတော့ကမလွယ်ကူဒီညမှာဆိုလေဘာပေါ့ကျွန်တော်ဒီပွဲစဉ်အတူတူနဲ့နိုင်ဖို့ရာအတူတူနဲ့တိတ်ပြီးတော့မလိုဗျအဓိကကျွန်တော်တို့ဒီဂုံးပေးရဖို့ရယ် တေချပတေချတူနဲ့တက်ပြီအဲ့လိုမျိုးသူတွေရှိတယ်ဘာမှမဆိုရင်လေဘဘုတ်သူတွေဒီဘုတ်သူတွေနဲ့အနိုင်ကန်စရာမလိုသူတွေထိုင်ကန်နေရုံပဲဒီပွဲစင်မှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီ PSG ဘက်ကကျွန်တော်တို့ကာပါစကီလီယာတို့ပြီးတော့ကျွန်တော်တို့ဒီဟွာတို့ကျွန်တော်တို့ဒမ်ပီလီတို့ကွင်းလန်ဘက်ကကျွန်တော်တို့ဒီဂျောနာဘတ်တို့သူတွေနဲ့ချစ်စွန်းပြရဘူးလားဒါကကျွန်တော်ချစ်ဆောင်ကြည့်ရပါပထမကြောကကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီတစ်ဖက်ကကျွန်တော်တို့ဒီဂျောနီဘတ်တို့ပြီးတော့ကျွန်တော်တို့ဒီအာကာပါစကီလီယာတို့ တော်တော်တည်နေတာကောင်းတယ်ဒီပွဲစစ်မှာဆိုဒုံးတွေချစ်ဆောင်မြို့တွေထပ်ပြီးတွေ့နေတယ်ပြနိုင်အောင်မလားဒါကကျွန်တော်ချစ်ဆောင်ကြည့်ရအောင်ဒီနေရာမှာဆိုရင်ဒီဘက်ကကျွန်တော်တို့ဒီလဘဦးသေးကစားဖြစ်တဲ့ကျွန်တော်တို့ဒီဆာလက်ကကျွန်တော်တို့ဒီအာစကိုစကိုတွေနဲ့စတိုက်တွေနဲ့တွေ့နေတယ်ဒီပွဲစစ်မှာကျွန်တော်တို့ဒီဆာလက်ကတွေနဲ့ကိုသွင်းမလားဆိုတော့ကျွန်တော်တို့ဒီအမ်ထောင်ပြီးဆက်ပြီးတော့လည်းစောင့်ကြည့်ရမယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီပြီးကနေကျွန်တော်တို့ဒီမှာကျိုးက PA ကျေတူနဲ့ကုံသွင်းနိုင်ခဲ့ဘူး။ ဒီပွဲစဉ်မှာဆိုဆာလက်ပေးကြည့်လို့နဲ့ကိုသိမလားဒါကကျွန်တော်တို့ဒီအလန်တဲ့ကျွန်တော်တို့ဒီစောင့်ကြည့်ရမယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီဒီပွဲစဉ်ကကျွန်တော်အကျင့်နဲ့ကျွန်တော်တို့ဒီရှိလို့အကျင့်နဲ့ကျွန်တော်တို့ဒီကြည့်လို့ကြည့်ကောင်းမှာကအသေးချပဲလီဗာပူးကကျွန်တော်တို့အင်္ဂွင်အသားချက်ရှိတယ်ကျွန်တော်တို့ဒီအာအင်္ဂွင်အသားချက်ရှိရဆိုရင်လည်းအနိုင်ရက်ရှိရဆိုရင်လည်း PSG ကိုကျွန်တော်တို့ချက်တော်တော်များအောင်တပတ်ကကျွန်တော်တို့ဒီပြောမဆိုရင်ကျွန်တော်တို့ဒီလူအင်းနစ်စတရောကတကယ်ကျွန်တော်တို့ဒီအထူးကြောင့်ရှိရနေပြဖြစ်တယ်ဒါအပြင်သူတို့ဒီရဲ့ကမ္ဘာစုဖွဲ့မှုက PSG ကမ္ဘာစုဖွဲ့ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီတိုက်စစ်မှာကမ္ဘာစကီးလေးကပြီးကျွန်တော်တို့ဒီဒမ်ပီဒီဘာကိုလာပြီးကျွန်တော်တို့ကွင်းထဲ မှဆိုရင်ကျွန်တော်ဒီအเจ้าနေဘက်ကျွန်တော်ပီတင်ဟာတော်တော်လေးပေါ့ကောင်းတဲ့အဆွတ်ဖွဲ့လို့ပြောလို့ရတယ်ဒီနေရာမှာဆိုရင်ကျွန်တော်လီဗာပူးကကျွန်တော်တို့ဒီအေကွန်မကစားမယ်ဘာမှမဆိုရင်သူတို့ကကျွန်တော်အခွင့်အရေးတွေအများကြီးရှိတယ်ဆိုပေမဲ့လည်း short တော်လို့မရအောင်ဖက်ကပီရဲ့ကြီးကိုကျွန်တော်တို့ဒီ short တော်လို့မရအောင်ဒီနေရာမှာဆိုရင်ဘယ်သူဘယ်သူနဲ့အနိုင်ယူသူနဲ့ဆက်စပ်တော်မလဲဘာကကျွန်တော်ဆက်ဆောင်ကြည့်အောင်မယ်ကျွန်တော်အမြင်ရပြောမယ်ဆိုရင်ကတော့ဒီဘွဲကဘာဘွဲတွေနဲ့ဆက်တတ်မယ် ဒီမျိုးကျွန်တော်လည်းမြင်မိတယ်ဘာလို့လဲဆိုကျွန်တော်ပြောဆိုမှာကျွန်တော်ဒီ FV 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 ဆိုကျွန်တော်အင်္ဂလိပ်အားသာချက်ပြီးတော့ပထမပထမပထမကျောင်းကအနိုင်ရတဲ့ဒါတွေကိုကျွန်တော်တို့ဒီဘက်ကနေထိန်းပြီးတော့နောက်ဆက်တက်မယ်ဒီမျိုးကျွန်တော်လည်းမြင်မိတယ်ဒီဘက်ကကျွန်တော်ညနေခင်းမှာကြည့်မယ်အဲ့ဘက်ပြန်ကြည့်တော့ပြန်အလောက်ကဘာကောင်းကောင်းလေးပြောဆိုဒီဗီဒီယိုဝယ်တယ်မယ်